ကဲထလော့မြန်မာတဲ့ငလင်ကြီးဟာတဘာဝတရားကြီးဟာနတ်တေဒေဝတွေကနေတတိပေးလိုက်ပြီးအာလုံးရန်ဖြစ်နေကြနဲ့အာနာလူနေကြနဲ့ဟိုလက်နဲ့ကိုင်နေကြနဲ့အာလုံးစပွဲပိုင်းမှာငင်းငင်းချမ်းချမ်းဆွေးနေကြတော့တဲ့တွေ့လာလူတွေမန္တလေးမြို့ကြီးဆိုအာတမျိုးလုံးနှိပါပြက်သွားပြီပေါ့နော်အဲဒီချိန်မှာ နိုင်ငံတကာကလည်းကူညီလာတယ်နော်အခုဆိုရင် ele é né? o, ဒီနိုင်ငံတော်အစိုးရကလည်းဖိတ်ခေါ်လိုက်တယ်ဘိုဂျုံငူကြီးမင်းအောင်လိုင်ကတာဓုခေါ်ပါတယ်သူတိသွားတယ်လေနေပြီးတော့မဟာငါလည်းမနိုင်တော့ဘူးဆိုတာနဲတဲ့ငလင်းကြီးမှမဟုတ်တာဖိတ်ခေါ်လိုက်တော့နိုင်ငံတကာလည်းလာကူညီတယ်။အော်မြန်မာပြည်ကိုလည်းအားလုံးကစာနာနေကြပြီပေါ့အခုဘိုဂျုံငူကြီးက bim stack တဲ့ယူဒီယာမှာသွားပြီးတော့အစီအဝေးတက်တယ်။ bim stack ကတော့ bay of bengal ပေါ့နော်ဒီ bay of bengal ပ ြင်တဲ့နိုင်ငံတွေဆိုတော့ဘင်္ဂလားဒေ့ရှ်ရယ်ဘူတန်ရယ်အိန္ဒိယရယ်မြန်မာရယ်နီပေါ်ရယ်ဆရီလန်ကာရယ်ထိုင်းလန်ရယ်ပေါ့နိုင်ငံခုနှစ်နိုင်ငံတကအားလုံးစီးပွားရေးအတူတကွလုပ်ကြမယ်ပေါ့နော်တဲ့နိုင်ငံနဲ့တနိုင်ငံတွေစီးပွားရေးဖလှယ်ကြမယ်ရင်းနှီးမြှုပ်နှံကြမယ်ပေါ့နော်ပြီးရင်ဆက်သွယ်ရေးလမ်းကြောင်းကောင်းအောင်လုပ်ကြမယ် security ပေါ့လုံခြုံရေးတွေအတူ cyber security ရောပေါ့နော် disaster management နော်ဒါ ဆိုလို့ရှိရင် beam stack ကအခုဆိုအဓိကဆွေးနွေးမှာအခုဒီဒီငလျင်ကိစ္စကိုဆွေးနွေးမယ်နော်ဘင်္ဂလားဒေ့ရှ်ဆိုလဲမှုန်တိုင်းခဏခဏကြာတတ်တယ်ဆိုအဲ့ဒါကိုဆွေးနွေးကြမယ်ဘယ်လိုကူညီကြမလဲပေါ့နော်အခုဆိုအိန္ဒိယကလည်းချက်ချင်းနော် beam stack ဟိုပါ member ဆိုတော့အိန္ဒိယကလည်းချက်ချင်းကူညီတယ်ယိုဒိယကလည်းကူညီတယ်ပေါ့နော်အဲ့တော့ uh, trade and investment လုပ်ကြမယ် transport လုပ်ကြမယ် energy ပေါ့ဆွမ်းအင်နောက် tourism အားလုံးကူညီကြမယ်เนาะ tourism မှာတော့ရိုးတရားတော့နံပါတ်1ကြီးဖြစ်နေတာပေါ့เนาะကျန်တဲ့လူတွေကတော့သူ့ကိုမနိုင်နိုင် energy ပေါ့เนาะ energy ကြတော့လဲဟိုကိုကိုစီယာဟိုဆွမ်းအင်ပြက်စစ်ဆွမ်းအင်အနေတယ်လေဗမာပြည်ကကျန်တဲ့နိုင်ငံတွေကတော့ပို့ရမယ်ပေါ့ပို့ရှိကြမယ်အဲ့တော့ binstack က Dhaka Bangladesh မှာနောက်သူတို့ကတော့တဖြည်းဖြည်းနဲ့တော့ တ်ဟိုအာဆီယံလောက်တော့မတွက်ဘူးပေါ့နိုင်ငံခုနှစ်နိုင်ငံအာဆီယံနဲ့ဆယ်နိုင်ငံဒါပေမဲ့ဗိုလ်ချုပ်မှုအွန်လိုင်းကိုခေါ်တယ်ရိုးတရားတက်ဆင်ရဲ့တမိရတက်လာတာနော်အရင်ကတက်ဆင်နာဆိုရင်မြန်မာပြည်ရဲ့ဒီစစ်တပ်နဲ့ဆိုသူတို့ကအမင်းဖြစ်တယ်ဟိုဆက်ဆံရေးအဆင်ပြေခဲ့တယ်ရှင်ဟိုဟာဟိုတက်ဆင်ရှိတော့အစပမာပြည်လာပြီးတော့အကြမ်းမြင်ဆီယာမအီတီကိုလာလာပြီးတော့မေးရတာလေအခုဆိုဝမ်းတာပါတယ်အားလုံးပေါ့ဟို ပေါ်ကြုံမှုကြီးနဲ့အတူဆွေး